Hello အားလုံးပဲမြင်ကြတော့ပါ United ရှီဝူကနေကြိုဆိုပါရယ် Manchester United နဲ့ပတ်သက်တဲ့အပြောင်းရွှေ့သတင်းတွေခက်ဆိတ်ထွက်လာအပြီးမှာလက်ရှိ Leon Delapto အပြင် Xavi Simon တို့လိုကစားမားတွေနဲ့ပါ Manchester United ကသတင်းတွေထွက်လာတယ်ဆိုပြီးတော့ Chris Wheeler ကနေပြီးတော့ report လုပ်ထားပါရယ်ဆိုတော့ Chris Wheeler ရဲ့ report ကိုကျွန်တော်တို့သာပြောပြရရင် United အသင်းကတော့လာမယ့်ဒီနွေရာသီအပြောင်းရွှေ့မှာ Leon Delap ကိုဒါဥစွာပါเนาะကျွန်တော်အရင်ဥခေါ်ယူနိုင်ဖို့အတွက်ရေပန်းအစားဆုံးအသင်းဖြစ်လာတယ်ပေါ့ ဒါပေမဲ့လည်းလို့အတင်းများစွာနဲ့အတူသူတို့အနေနဲ့ရှင်ပြန်ရဖို့တော့ရှိနေတယ်။လီယန်ဒီလက်ကိုခေါ်ဖို့အတွက်စိတ်မဝင်စားတာဆိုလို့ပရီးမီးယားလိမှာ အာဆင်နယ်တသင်းနဲ့ရှိနေပြီးတော့ချန်တဲ့အသင်းတွေတော်တော်များများကဒီလက်ကိုခေါ်ခြင်းတဲ့အသင်းတွေဖြစ်တယ်ပေါ့နော်။ဒါကြောင့်လီယန်ဒီလက်ကိုခေါ်ဖို့တော့ယူနိုက်တက်ဒီထိတ်ဆုံးကတော့ရေပန်းစားနေတာအမှန်ပဲ။ဒါပေမဲ့လည်းလို့လွယ်လွယ်ကူကူနဲ့တော့ခေါ်နိုင်မှာမဟုတ်ဘူးပေါ့။တခြားကလပ်တင်းတွေရဲ့ဘက်ကလည်းအပြိုင်ဆိုင်ကျူးပန်းလာဖို့ရှိတော့ပေါ့နော်။ ဆိုတော့ဒါဟာအသင်းပတွက်ကတည်တံ့ကြီးပဲကျွန်တော်ကြည့်ရင်ကျွန်တော်ကတော့သတင်းကောင်းလို့ကျွန်တော်ယူဆတယ်သူတပင်တော့ကျွန်တော် dilab နဲ့ပတ်သက်တဲ့သတင်းတွေလည်းကျွန်တော်တို့ပြီးခဲ့တဲ့နေ့ဒီမှာတောက်လျှောက်ကျွန်တော်ပြောကြတယ် lian dilab ဒီအသင်းရဲ့တိုက်စစ်ကိုဒါအသင်းတော်ဆုံးကစားနိုင်မဲ့သူမျိုးပေါ့ premier league မှာလည်းအံဝင်ခွင့်ကြဖြစ်တယ်ဒါအပြင်လုံဝပြဒီလုံဝ center forward စစ်စစ်ပုံစံမျိုးတယောက်ချင်းကြော်ဖြတ်မှုလေကျွန်တော်တို့ရှိတယ်။ physicality လေကျွန်တော်တို့တောင့်နေအသက်လည်းငယ်တယ် နော်ပရီးမီးယားလိမှာလည်းအဆင်ပြေခြေသွမ်းကလည်းပြနေပြီးဂိုးလေးသွင်းနိုင်တဲ့အခြေဆက်လည်းကောင်းကောင်းကစားနိုင်စွမ်းရှိတဲ့တိုက်စစ်မှုမျိုးဒါကြောင့်ဗောနဒီလက်ဒီကျွန်တော်တို့ရဲ့တိုက်စစ်အမ်မိုရင်သွားခြင်းတဲ့ပုံစံမျိုးနဲ့အံဝင်ခွင့်ကြဖြစ်တဲ့ကစားသမားလို့ကျွန်တော်တို့ပြောတာပြက်တနာကကစားမဖြစ်သူကသူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ Manchester City ကနေပြီးတော့တန်40နဲ့အပြည့်သက်ခေါ်ယူခွင့်ရှိတယ်ပြန်ပြီးတော့ဗောနခေါ်ယူခွင့်အစားချုပ်ထားတယ်သူက Manchester City ကစားမဟောင်းကို ီးလို့ရှိရင်လက်ရှိတန်းစင်းသွားရပြီဆိုလို့ရှိရင်တန်း40လောက်နဲ့ခေါ်လို့ရနိုင်မှာ Ipswich သာတန်းစင်းရင်တန်း40လောက်နဲ့ကျွန်တော်ရနိုင်မယ်ဒါသတင်းကောင်းပဲဒါပေမဲ့သတင်းမကောင်းတာကကိုရီတွေမဟုတ်ဘူးပေါ့တခြားအသင်းတွေရဲ့ဘက်ကလည်းစိတ်ဝင်စားနေတာ Chelsea ကလည်း Nicolas Jackson တယောက်ထဲနဲ့ရုံးကန်နေရတဲ့တိုက်စစ်ပိုင်းမှာ Liam Delap နဲ့သတင်းတွေထွက်နေတဲ့ သန်း40တန်း90ဆိုတာချက်စီတွေပြဿနာမရှိဘူးပေါ့နော်ကိုရီအတွက်ကကြတော့တိုင်ပတ်နိုင်တယ်ဒါအပြင်အာဆင်နယ်ကလွှင့်ရင်ကျန်တဲ့ထားပါတော့ဒါဝင်နူးနက်စ်နဲ့အဆင်မပြေတဲ့လီဗာပူးတင်းရဲ့ဘက်ကလည်းဒီလက်နဲ့ခေါ်ကျင်တာမျိုးနောက်ပြီးလို့ရှိရင်တခြားကလပ်တွေနေပေါ့ဗျာနော်ထားပါတော့ဒါဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်ကိုအသင်းသုံးတယ်လို့တန်း40သုံးနိုင်စွမ်းရှိတဲ့အသင်းကြီးပဲရဲ့ကိုအသင်းအတွက်အာနေဂျာကကျွန်တော်တို့ချန်ပီယံစ်လိဝင်ခွင့်မရဘူးဆိုရင်ပြည်ထနာတက်ပြီးတော့ကျွန်တော်တို့ကျွန်တော်တို့ ဒီလက်ပြည့်အပြောင်းအရွှေ့မှာနောက်ကျန်ခဲ့နိုင်တယ်ခဏနေကျွန်တော်ဇာပီဆိုင်မုန်းတဲ့တင်ပြောပါမယ်နော်ဒါကြောင့်ဒီလက်မနဲ့ပတ်သက်တဲ့အကြောင်းအရာကကျွန်တော်ကတော့ဗျာရအောင်ခေါ်စီခြင်းနဲ့ရအောင်ခေါ်စီခြင်းနဲ့ဆိုတော့ဟိုခုနကတန်း40ဆိုတာမျိုးကပေါ့နော် quality striker မျိုးကိုတန်း40လောက်နဲ့ရဖို့ကကျွန်တော်တို့အနေနဲ့ဒါမလွယ်တော့ပါဘူးဒီဘက်ခင်မှာနော် resmel whiteland လို့ကစားမမျိုးတော်မှာကိုအတင်းကတုံးခဲ့တော့တန်း80ကျော်လောက်ထိကျွန်တော်ပြီးရတာ တကယ်တမ်းကိုရီနဲ့ဆပြီးတော့တင်းထွက်တော့ကတန်း40လောက်ပဲရှိပြီးတော့တန်း80လောက်ထိသူတို့တင်းတော့ကျွန်တော်တို့ပြေးလိုက်ရတာတော်တော်ကိုအဆင်မပြေတာအဆင်မပြေဘူးဆိုတော့အဲ့လိုမျိုးတွေကြုံရပြီးတဲ့နောက်ပိုင်းမှာတကယ်အဆင်ပြေပါတယ်ဆိုတော့ဟို Matthias ကိုညာတို့ကိုကျွန်တော်တို့ကြည့်တန်း60တန်း80နောက်ပြီးလို့ရှိရင်ဘုံမောက်ရဲ့စင်မီညူတို့ကိုကျွန်တော်တို့ရှိ65တန်းတို့ဘာလို့လာတော့တာနောက်ပြီးလို့ရှိရင် Victor Gyokeres တို့ဘာလို့ Sporting ရဲ့တိုက်စင်မှုတန်း80ဒီဘာလို့ကျွန်တော်တို့လာတော့တာဆိုတော့အသင်းအနေနဲ့ နော်အသင်းအနေနဲ့ဘယ်လိုမှန်းကိုအဆင်မပြေဘူးပေါ့လေမပြေဘူးဆိုတာဒီလောက်နဲ့ပေါ့နော်သူတို့အနေနဲ့ဒီတန်း40လောက်နဲ့တင် quality striker တယောက်ရဖို့ဆိုတာဒီဘက်ကမှမလွယ်တော့ဘူးအထူးသဖြင့် Premier League လိုမျိုးဒီနေရာမျိုးမှာကစားနေတဲ့အသင်းတသင်းရဲ့တိုက်စစ်မှုတွေဆိုလို့ရှိရင်ပူတော်ဆိုးသေးတယ် Manchester United ဟာငွေပေးနိုင်တာပဲ United ကရှေ့အပြောင်းအရွှေ့ရာသီတွေမှာဆိုလို့ရှိရင်မတန်တဲ့ကစားမားတွေတော့မှငွေပေးလာတာငါတို့ကစားမားကိုဘာလို့မပေးနိုင်ရမလဲဆိုတဲ့ပုံစံမျိုးတွေဒါအပြင် agent တွေကလည်း United ဆိုလို့ရှိရင် agent ကြီးတွေပါတယ်အမှန်ကန်ယူတယ်လို့ကစားမအတွက်လာတာတွေအများကြီးတောင်းပေးတာမျိုးအသင်းတွေပြောင်းရွှေ့ကြီးအများကြီးတောင်းပေးတာမျိုးတွေရှိတယ်။ Manchester United ဟာပြီးခဲ့တဲ့နှစ်က agent ကြီးမှာဒုတိယလားတတိယလားမသိဘူး agent ကြီးအများဆုံးပေးရတဲ့အသင်းဖြစ်ဟိုတနေ့ကမှတ်တမ်းဒီမှာကျွန်တော်တို့တွေးလိုက်တယ်။ဒါကြောင့် D-Lab ကိုပေါ့နော်ဈေးနည်းနည်းခေါ်ယူဖို့ဆိုတော့မလွယ်ပါဘူး။ဆိုတော့ဒါကြောင့်လက်ရှိမှာ D-Lab ကိုခေါ်ဖို့အတွက်ထိတ်ဆုံးကတော့ United ကရပန်းစားနေတယ်။အမှန်ကန်ညရာဒီမှာခွန်နေမလားကျွန်တော်တို့ကြည့်ရမယ်။ညီကိုတို့နေနေရောတိုက်စစ်နဲ့ပတ်သက်ရင် ဘသူ့ကိုအမှန်ကန်ကြိုးပမ်းတင်တယ်လို့ထင်ကြလဲဆွေးနွေးကြပါဦးဆိုတော့နောက်ထပ်ကျွန်တော်ဆက်ပြီးတော့ကြည့်ရမယ်ဆိုလို့ရှင်လက်ရှိ live ရဲ့ကစားမပြီသူဇာဗီဆိုင်မွန်ပေါ့လေဇာဗီဆိုင်ဇာဗီဆိုင်မွန်ကလက်ရှိနေရာဒီပြောင်းရွှေ့မှာ Manchester United ရဲ့ Nero Nebetan နေရာအတွက်ပေါ့နော် ပြစ်မှတ်တစ်ခုဖြစ်ကျွန်တော်ကထွက်ပေါ်လာတယ်ဒါဗီမဲ့လေလို့အပြောင်းရွှေ့ဖြစ်မြောက်ဖို့ United ဘက်ကကြိုးပမ်းဖို့ဆိုရင် United အနေနဲ့ Champions League ဝင်ခွင့်ရမှာလားဆိုတဲ့အပေါ်မှာမူတည်နေတယ်ပေါ့ United ရဲ့ဘက်ကတော့ Xavi Simon နဲ့အဆက်အသွယ်တွေရှိထားတယ်ဒါအပြင်ကစားမဖြစ်သူရဲ့အသက်အရွယ်နဲ့အ ਨੇ စုံနှစ်နေရာကနေသုံးနေရာလောက်ထိကစားနိုင်စွမ်းရှိတဲ့အရေးချင်းကအမ်မိုရင်ရဲ့ system နဲ့ကိုက်ညီမှုရှိတယ်ဆိုပြီးတော့ဗောနော်ကျွန်တော်ဒါယူဆထားကြတာဒါပေမဲ့ဒီကစားမမှာပြဿနာရှိနေတာကကစားမဖြစ်သူအတွက် United ကခုံမေဆိုရင်တန်ကြီး impotent ကြီးတယ် နော်နံပါတ်2ချက်ရှိတယ်ဗျာနံပါတ်1တန်ကြီးဒီအင်ပတန်ကြီးတယ်နံပါတ်2ချန်ပီယံစ်လိဝင်ခွင့်ဒီအရေးပါတယ်ဒါဗီဆိုင်မူဒီချန်ပီယံစ်လိဝင်ခွင့်ရတဲ့အသင်းဆိုလို့ရင်ပို့ပြီးတော့အပြောင်းအရွှေ့ဖြစ်ဖို့များတယ်တန်းကလည်း80 90လောက်ဒီကျွန်တော်တို့သွားမှာပါလို့လေဆိုတော့ Leipzig က PSG ထံကနေခေါ်ခဲ့တုန်းကကိုပဲတန်း90လားမသိဘူးသူတို့ပေးရတာဆိုတော့ဆိုင်မွန်လိုဇာမမျိုးကိုပြန်ပြီးတော့လက်လွတ်မယ်ဆိုရင် ခက်လွယ်လွယ်နေတော့သူတို့လက်လွတ်ဖို့တော့ကျွန်တော်မရှိဘူး။ဒါကြောင့်မနော်ကျွန်တော်တို့ဒီဇာဗီဆိုင်မွန်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင် United ဘက်ကထားလိုက်ပြကျွန်တော်တို့တကယ်ခေါ်မယ်ကျွန်တော်တို့ကျူးပန်းမယ်ထားပါတော့ Nero နံပါတ်10နေရာမှာတကယ်ကောင်းတဲ့ player နော် Netherlands လည်းရွေးစဉ်ကစားမှလည်းကျွန်တော်ဖြစ်နေပြီ။နော်ပြီးလို့ရှိရင် PSV မှာလည်းစွမ်းဆောင်ရင်ကောင်းနေသူပြခဲ့တယ်လို့လည်းရှိ Leipzig မှာလည်းကစားမကောင်းတယောက်ဖြစ်ကျွန်တော်တွေ့နေရတယ်။လက်ရှိ Bundesliga မှာဆိုလို့ရှိရင် Florian Wirtz တို့နောက်ပြီးလို့ရှိရင် Jamie Musiala တို့နဲ့ကျွန်တော်တို့ဒါ စကားစကားပြောရတယ်မှာပါနေပြီဗျာတည်လာเนาะကျွန်တော်တို့ဒီကောင်းတဲ့ကစားမတစ်ယောက်ပဲကျွန်တော်မြင်နေရပြီတကယ်လည်းပဲဖန်တီးမှုတွေတို့ twin ကိုတွေတို့ဗောနောတိုက်စစ်ကစားတဲ့ပုံစံတွေဆိုတာမျိုးကတော်တော်လေးအချိန်ကြီးကောင်းတယ်သူ့ရဲ့ profile ရဆိုလို့ချင်းလည်းပဲအသင်းအသင်းမှာ nero number 10ကိုကောင်းကောင်းကစားနေတဲ့သူမျိုးဒါကြောင့် united ကဒီကစားမပြည့်သူကိုခေါ်ဖို့အတွက်ပြစ်မှတ်ထားနေတာအံ့ဩစရာမရှိဘူးအဲ့မြေကူအတွက်တော့မလွယ်ပါဘူးเนาะဟိုဆိုင်းမွန်လိုကစားမမျိုးတွေမဟုတ်ဘူးပေါ့เนาะဟိုစီမင်ညူတို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒါ ဟိုမက်ဒီယက်ကိုညာလို့ကစားမားတွေကိုတောင်းမှမနှဲခေါ်ဖို့ကြိုးပမ်းရမှာနော်အသက်ငယ်သေးတဲ့ကစားမားရည်ချင်းလက်ရှိပိုးရှိတဲ့အသက်လည်းပူငယ်တယ်ဆိုတော့ကစားမားဆိုလို့ရှိရင်ပူတောင်းမှကျွန်တော်စိုးသေးတယ်လူတစ်ပြည့်အဓိကတော့ဗျာကျွန်တော်တို့တွေကဒီ Champions League ဝင်ခွင့်ဟိုရမရဆိုတာကအများကြီးစကားပြောမှာပေါ့ Champions League ဝင်ခွင့်တာကျွန်တော်မရဘူးဆိုလို့ရှိရင်ဒီလိုကစားမားတွေကိုခေါ်ဖို့ကဖြစ်နိုင်ခြေကတအားကိုနှဲသွားမှာသူတို့တွေကပေါ့နော်ကျွန်တော်နေတဲ့ဒီဆိုတော့ပို့ပြီးတော့တိုင်ပတ်တယ်နော်ပို့ပြီးတော့တိုင်ပတ်တယ်အစင်လဲကျွန်တော်တို့နေတဲ့အဲ့လောက်ထိဟိုဘာမလုပ်ဘူး ဆိုတော့ခေါ်ရတာတအားခင်းနေပေါ့ဗျပြောရရင်တော့ဘာလို့လဲဆိုတော့ဟိုလိုက်ပ်ဇီတို့ဘာလို့ကလည်းလွယ်လွယ်ကူကူနဲ့တော့လက်မလွတ်ဘူးလေသူတို့ကအပြောင်းအရွှေ့မှာတအားနဲ့တဲ့အသင်းကိုဆိုတော့ United အတွက်ပေါ့နော်တန်း80လောက်ထိငွေကြေးရှိပြီးတော့ Champions League ဝင်ဝင်ရမှာပဲခွန်နိုင်မဲ့ကစားမမျိုးတွေကျွန်တော်ကတော့ဗျာရရင်တော့ခေါ်စီချင်တယ်သိရမလားဒီကွန်ညာတို့ဘာလို့ထက်ဆိုင်လေတကူတော့ရှိတာပေါ့ဗျာကွန်ညာတို့စင်မညူတို့ဆိုတာမျိုးကတော့ Premier League မှာကျွန်တော်ကစားနေကြတဲ့သူတွေပေါ့နော် ဟိုကျွန်ကိုညာဘလို့မှမကြိုက်ဘူးမကြိုက်ဘူးဆိုတာကစားမဆွမ်းဆောင်ရကောင်းတယ်သူ့ရဲ့ attitude ဘိုင်းကဘလို့မှအဆင်မပြေဘူးဘလို့မှအဆင်မပြေဘူးကစားမကဒီယာဒီမာဆိုလို့ရှိရင်ကိုပဲသူကပြက်တနာတွေတအားတက်တာတော့တည်ရမလားဟိုဘာလဲတခြားအသင်းရဲ့ဝန်ထမ်းကိုတရောင်းနဲ့တွက်ရတာတို့တည်ရမလားပြီးလို့ရှိရင်နီးပြရဲ့ဟိုဘလို့ရမလဲ press conference မှာကိုပဲဝေဖန်တာခံရတာတို့နော်ပြီးလို့ရှိရင်အသင်းဘော်တွေကိုလက်ညှိုးတငေါငေါနဲ့တည်ရမလားကွင်းထဲမှာနော်သူနဲ့သူ့ပုံစံအထာမကျရင်လိုက်ပြောဆိုနေတာအဲ့ဒါတွေကအသင်းကြီးတွေနဲ့တကြောက်သတင်းထွက်ပြီးမှဖြစ်လာတဲ့ကျတော့အချိုးတွေ နာရီယာယူနိုက်တက်လို့အသင်းမျိုးမှာရောက်လာပြီးတော့ခြေသွမ်းလေးပြလို့သူဟာအသင်းမှာအရေးပါဆုံးပုံစံမျိုးဖြစ်နေဒီကောင်ဘလို့အချိုးမျိုးတွေတော့ချိုးလိမ့်မယ်သိတယ်မလားဆိုတော့ဒါကြောင့်ဟိုဒီကစားမားကိုဗောနော်ကုညာတို့ဘာတို့ကိုမချိုးပန်းတင်ဘူးဆိုတော့ဇာဘီဆိုင်မွန်တို့ဘာတို့ဆိုတော့မျိုးကအဲ့ဒီလိုမျိုး attitude ပိုင်းနေပေါ်တဲ့ player တွေမဟုတ်ဘူးမရရအောင်အမှန်ကန်ကျွန်တော်ချိုးပန်းတင်တယ်ဒါပေမဲ့လည်းလို့ကျွန်တော်စောင့်တော့ကျွန်တော်ကြည့်ရမယ် United အတွက်ဗောနော်ဇာဘီဆိုင်မွန်ကိုခေါ်ဖို့ဟာအင်မတန်ကိုဖြစ်နိုင်ကြတော့နဲတယ်တန်း80လောက်ထိအနည်းဆုံး၃ဝဖို့ရှိပြီးတော့ ချန်ပီယံစ်လိဝင်ကွန်းကလည်းရအောင်မှာဆိုတော့ကျွန်တော်တို့네로နံပါတ်10နေရာမှာလက်ရှိအသင်းအတွက်ဘယ်ကစားမကပူပြီးတော့ကြိုးပမ်းနေတယ်လို့ထင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်